2024ရဲ့နိုဝင်ဘာ2025ခုနှစ်တရင်ချီချီမမနှစ်ခုရှိတယ်ဗျာနားထောင်ကြင်ကြလားမကြည့်ပြဘူးအေးအေးယူလိုက်ပြီဆိုရော့အန်ယူဂျီအစိုးရအဖွဲ့ကထုတ်ပြန်တယ်ဒါပေမဲ့ခင်ဗျားတို့မသိနေတဲ့တရင်ကမက်မကြည့်ပြဘူးဖန်စီထိန်ထိန်လိုက်ပြီလားဆိုတဲ့တရင်တွေရှိနေတယ်ဒါကအတွင်းရက်ကွက်ကနေလာတဲ့အတင်းတွေဒါကိုကျွန်တော်ပြောပြမယ် နောက်တစ်ခုကကျွန်တော်တို့တောင်ပိုင်းအတွဲအဆက်ရဲ့ KNL ကဒီ GV ကိုဝင်တိုက်ပြီးတနက်85လက်ရရဲဆိုတဲ့တရင်ကြားတယ်မလားအဲအဲ့ဒါကတာမန်အဖြစ်တော့ဟိုတိုက်တပ်ဖွဲ့တပ်ဖွဲ့ကိုဝင်တိုက်တာဒါပေမဲ့ DKBA KNL ကရင်အချင်းချင်းမတိုက်ဘူးဆိုတော့မူဝါဒကိုလက်လွတ်လိုက်ပြီလား KNL KNU ဟာကြားဖြတ်နေကိုနှိမ်နှင်းဖို့မင်းလက်ပံကကြားဖြတ်ယုံကိုတိုက်ရင်ကြောက်ခက်ကကြားဖြတ်ယုံကိုလည်းတိုက်ပါလိမ့်မယ်ဒီသတင်းนี่ကျွန်တော်ပြောပြမှာဖြစ်တယ်လို့ TNL မိုးကုတ်ကနေထွက်ခွာတဲ့နေရာမှာ PDF တီကိုအဲ့ပြဿနာတွေရှိတယ်ရခိုင်နေပြည်သမောမီးလောင်တာတွေနဲ့ပတ်သက်ပြီးအကိစ္စတွေရှိတယ်ခင်ဦးမှာချက်ကြောင်းလိုက်ပြုတ်အောင်တိုက်တဲ့ကိစ္စတွေရှိတယ်လို့ စစ်ပွဲတိုက်ပွဲသတင်းတွေနဲ့ပတ်သက်ပြီး TNL မိုးကုတ်အခြေအနေကိုတော့ဟိုဘက် LK review မှာကျွန်တော်ပြောမယ်။အဲ့တော့မတ်ကြီးပြာကိုဖမ်းဆီးလိုက်ပြီလားဆိုတဲ့ကိစ္စအရင်ရှင်းကြရအောင်။သတင်းတွေမှာတော့ထွက်ပေါ်နေတာကအဲဒီအမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးချုပ်ရုံးရဲ့အမြဲတမ်းအတွင်းဝင်ဖြစ်သူမတ်ကြီးပြာကိုစုံခုံဖွဲ့ပြီးအရေးယူမယ်လို့ထွက်ပေါ်ပေမဲ့တကယ်မဲဆောက်မြေပြင်ကလာတဲ့တည်င်းအရာတော့မတ်ကြီးပြာကို ရုတ်တရက်ဖမ်းဆီးလိုက်ပြီးမိမိနေရာမှာထားတာကိုမသိပါဘူးဒါကြောင့်မို့သူ့ရဲ့ယောက်ျားကိုညီညီမင်းကတမနာယုံနေဝန်ကြီးချုပ်ယုံနေမှာတောင်းချမ်းလို့ထိုင်းရဲတွေတောင်လာရတယ်ဆိုတဲ့သတင်းထွက်ပေါ်နေပါတယ်အဲ့တော့တမနာယုံကဖမ်းတာလား MOD ကဖမ်းတာလား NUG ရဲ့ပြည်ထောင်စုဝန်ကြီးဌာနကဖမ်းတာလားဒါတွေရှိနေတဲ့အပြင်ကို ဒီကနေ့နေပြည်တော်တိုင်းစစ်ဌာနချုပ်ကစစ်ထောက်ချုပ်စစ်ထောက်ချုပ်ကတနက်တီထောက်ပြီးထုတ်ပြီးအမျိုးသမီးတယောက်ကိုပြည်သူလူထုကိုအေးမျိုးသမီးပြည်သူလူထုကိုတနက်နဲ့ချင်းချောက်တာတွေလည်းဖြစ်နေတယ်ဆိုတော့ဒီအချီနီကအန်ယူဂျီရဲ့စုဖွဲ့မှုနဲ့ခေါင်းဆောင်မှုအခမ်းကဏ္ဍဟာတတိုင်းပြည်လုံးမေကွန်းထုတ်ခံနေရတဲ့အခြေအနေဖြစ်ပါတယ်အဲ့တော့အန်ယူဂျီစုဖွဲ့ထားတဲ့တပ်တွေ တက်နေတွေ viewer တွေကလည်းအာဒီစစ်ပုံမချမှုနဲ့ပသွေးတန်တမိတ်မဖြစ်နေတာကိုတွေ့ရပါတယ်။တစ်ဖက်မှာမိုးကုတ်အခြေအနေကလည်းမိုးရေရှည်လေးရောက်နေပါတယ်။ဆိုတော့ဟုတ်ပြီမကြည့်ပြအောင်စာစကောက်ကြရအောင်။ကျွန်တော်တို့မေဆောက်ခလာတဲ့တရင်များအရတော့မကြည့်ပြကိုဖမ်းလိုက်ပြီဘယ်မှာထားလဲမသိဘူး။ဒါကြောင့်မို့သူ့ယောက်ျားကိုညီညီမင်းကမေဆောက်က ဝင်ကြီးယုံနေဘာယုံနေညာယုံနေဘာသွားတောင်းချမ်းပြီးတော့တတ်မယ်ဖြတ်မယ်တကယ်ကင်းနေပြဿနာတွေတတ်ကြတယ်လို့သိရပါတယ်အဲ့တော့အပြဒနာတက်တော့ထိုင်းရဲတွေပါလာတယ်လေကျွန်တော်တို့ကြားရတယ်အတွင်းကတဲ့င်းမှာအတီးပြုတ်တော့မရသေးပါဘူးဒါဆိုရင်မတ်ချီပြားကိုအမျိုးသားညီညွတ်ရေးအစိုးရရဲ့အမြဲတမ်းအတွင်းဝေမတ်ချီပြားကိုအဂရိလိုက်စားမှုတာဝန်ပြက်ကွက်မှုမလျော်ဩဇာတုံးမှုအဆရှိတာတွေနဲ့ဖန်ဆီးထိမ့်သိမ့်မလား ထောင်ချမလားထောင်ပဏနေချအောင်လေဘယ်နေရာမှာထားမလဲဘသူတွေကစစ်မှာလေ NUG တရားရေးဝန်ကြီးဌာနကအလုံးလုံးလားပြည်ထရေးဝန်ကြီးဌာနဝန်ကြီးဦးလင်းကိုလက်ကြီးကတော့ပြောင်နေတယ်ဦးကြီးမော်လေဒီလိုအတန်တော့အသိမထွက်ဘူးဟွန်းဒီအခြေအနေနဲ့မြို့သားညီညွတ်ရေးအစိုးရရဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ပြည်သူလူထုကတော့မေခွန်းထုတ်မှုတွေတရဆက်ဖြစ်နေပါတယ်ဒီလို ကန်စာတာနိုင်နဲ့ပြဿနာတွေတောက်လျှောက်တက်နေရုံမှာပဲနေပြီးတော့ရဲ့စစ်ထောက်ချုပ် နေပြီးတော့ဒေတာပေါ့နေပြီးတော့စစ်စစ်တိုင်းပေါ့နော်စစ်ထောက်ချုပ်ရဲဘော်ဒူဝင်က အမျိုးသမီးတယောက်ကိုတနက်ထောက်ပြီးတော့ချိန်ချောက်တယ်ဆိုတာမျိုးတရင်တင်တက်ပါဒါရီဟာပြည်သူတော်လှန်ရေးကာကွယ်ရေးတပ်မတော်သားတွေအနေနဲ့လုံးဝမလုံသင့်မလုံထိုက်တဲ့အခြေအနေတွေကိုလုံနေတာမျိုးတွေကိုလည်းကြားရပြီးတော့ နေပြည်တော်မှာကြီးမားတဲ့နေပြည်တော်စစ်ဒေသနေပြည်တော်စစ်တိုင်းရုံးမှာလည်းကြီးမားတဲ့ပြဿနာတစ်ခုရှိနေတယ်ဆိုတာကျွန်တော်ကြားရပါတယ်။ဒါပေမဲ့ထုတ်ပြောရင်အချိန်မသင့်သေးလို့မပြောဘူး။တစ်ဖက်မှာမာလာဖက်စစ်တပ်စစ်ကောင်စီကရွေးကောက်ပွဲနဲ့ NUG CRPH NUCC တို့ရဲ့တရားဝင်မှုတို့ရိုက်ချိုးဖို့ကြိုးစားနေတဲ့အချိန်နိုင်ငံကြီးတန်ခိုးတမန်ကြီးများအယဗတ်ပေါင်းစုံကချီးကပ်ပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ CRPH တို့ရဲ့တရားဝင်မှုကိုရက်ဆိုင်မှုကြိုးစားနေတဲ့အချိန်ဒါအပြင်စီရေးစင်ရအရနောင်ချိုတီဘောကြောင်မဲတို့ကိုတိမ့်ပိုက်တရုတ်နဲ့အတူပေါ့ဗျာတိမ့်ပိုက်ပြန်လဲပေးလိုက်ရပြီအခုမိုးကုတ်ကိုပြန်ပေးရမယ့်အချိန်နေစီရေးမှာရခိုင်စစ်မြေပြင်မှာလည်းတကြိမ်ကြိမ်တိုက်နေတဲ့အချိန်ဒီမှာကျွန်တော်တို့ရဲ့ပြည်သူလူထုမန်ဒိတ်ရတဲ့အစိုးရအဖွဲ့ရဲ့ အချိန်ဤကတော့အင်မတန်စိတ်ပြတ်စရာကောင်းတာပါတယ်အဲ့တော့တချို့ကလည်းကျွန်တော်ကိုပြောပါတယ်ကိုမြတ်ကျော်ရဲ့ NUG ကြောင့်စကားတွေထည့်ပြောမနေနဲ့တော့မထည့်ပြောမနေနဲ့တော့မပြောတော့မပြောချင်ဘူးတို့တော့မပြောလို့မဖြစ်တဲ့ကိစ္စရှိတယ်ဗျဘာကြောင့်လဲဆိုတော့ NUG အစိုးရဟာပြည်သူလူမန်တေးရပါတယ်ပြောတယ်အဲသူတော်လန်ကြီးအစိုးရပါပြောတယ်ပြီးတော့တကလား PDF တက်တွေကိုဖွဲ့တယ်အဲပြီးတော့တကလားဒီပြည်သူလူလူရဲ့လှူဒန်းရန်ပုံငွေအလှူငွေတွေကို ဒေါ်လာတန်ပေါင်းများစွာလက်ခံရယူထားတယ်။ဒါတွေနဲ့ပတ်သက်ပြီးမပြီးပြတ်သေးတဲ့ကိစ္စတွေကိုဘယ်လိုရှင်းမလဲ။ကဝေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်92အောင်ကဖုတ်ဖက်ကားပြီးထွက်သွားသလိုပဲလှုပ်ချင်ရလှုပ်သုံးချင်သလိုသုံးကုန်ချင်သလိုကုန်ပြီးတော့ထွက်သွားတာကိုပဲခွင့်ပြုရမလား။အဲ့တော့ဒေါ်လာရေးဆင်နွှဲပါမယ်ဆိုပြီးတော့ရယူထားတဲ့ဒေါ်လာရေးရန်ပုံငွေတွေကိုဘယ်လိုသုံးစွဲတယ် ဘယ်ရောက်သွားလဲဆိုတာကို ကျွန်တော်တို့ကအကတိတရားကင်းရလားဆိုတာကိုကျွန်တော်တို့အနေနဲ့စပီထိန်ချောင်းကြဖို့တော့လိုအပ်နေပါသေးတယ်အဲ့တော့ဘုဒ္ဓလောကထွက်ပေါ်လာဘူးတဲ့ NUG အစိုးရအဖွဲ့ကဝင်ကြီးတွေဝင်ကလေးတွေအတွင်းဝင်တွေကိုခန့်အပ်မှုဟာ CRPH ကတာဝန်ခံတယ်လို့ကြားရပါတယ်အခု CRPH ကရောဘာသာထွက်ပါသလဲဒါတော့နောက်တစ်ခု အန်ယူချီရဲ့တိုင်စာထဲမှာဟောအန်ယူချီအဲဝန်ကြီးချုပ်ရုံးအတွင်းဝင်မတ်ကြည်ပြဘူးတိုင်တဲ့တိုင်စာထဲမှာဝန်ကြီးချုပ်ရုံးတစ်ခုလုံးကိုအိမ်စည်းဘွားရေးတပွဲဝန်ကြီးချုပ်ကိုအယုတ်ကလေးလိုထားတာဟုတ်ကျွန်တော်တို့ဝန်ကြီးချုပ်ကြီးမန်ဝင်းခိုင်တန်းခမရတနာစရာဖြစ်နေရလားဘာဩစာမှမရှိဘူးလားအစိုးရရဲ့လက်ရှိ NUG အစိုးရပါဆိုတဲ့သူ့ရဲ့ဖွဲ့စည်းမှုမှာတမရသည် ပြယုံပေါ့အိုက်ကုန်းပေါ့ဗျာတမနာဝန်ကြီးချုပ်ကတော့အစိုးရအဖွဲ့မှာအင်္ဂါစင်ရအကြီးဆုံးတို့တော့ကျွန်တော်တို့ဥက္ကဋ္ဌနဲ့အထွေထွေအတွင်းမှုလို့ပေါ့အတွင်းမှုကတော့ဝန်ကြီးချုပ်ရုံအတွင်းမှုနဲ့အလားတန်တူတဲ့ဝန်ကြီးချုပ်ရုံကတော့အားလုံးကိုကင်တယ်ဆောင်ရွက်ရတဲ့နေရာကြီးမှာအဲ့လိုကြီးဖြစ်နေတယ်ဆိုတော့ဝန်ကြီးချုပ်ကမသိတာလားမသိကြအောင်ဆောင်နေတာလားကြောက်လို့မပြောရတာလားဝန်ကြီးချုပ်ထောင်မသိအောင်လုပ်နေတာလားသိရတဲ့အတိုင်းမပြောတာလားဟာ ကျွန်တော်လျှော့ရပါတယ်ပေါ့နော်လျှော့ရပါတယ်ခွေးမွေးနေပွဲကျင်းပနေတာလေခွေးမွေးနေပွဲကျင်းပတဲ့ဗလက်ပုံလေးကိုကြီးနေဖြတ်ကလေးခြေထောက်တွေဖြတ်ပြီးတော့သွေးတန်ရေးရဲနဲ့ကြာဆုံးတဲ့ရဲဘော်တွေကိုမြင်အောင်မိတယ်သူတို့ကားတွေတဝီဝီစီလုံးချင်းတိုက်တွေနဲ့နေနေတဲ့အချိန်ကိုမြင်အောင်မိရင်ကြည်စံဘိုးတစားစားအလှခံနေတဲ့ TikTok က Facebook က PDF ရဲဘော်တွေရဲ့မျက်နှာကိုမြင်မိတယ် ဟုတ်ပြီအလားအလာတွေကိုမိကုန်းချုပ်သုံးတတ်မယ်အန်ယူဂျီအာတော်လိုင်းကြီးကိုဥဆောင်နိုင်အောင်မယ်လို့သင်တို့ထင်သလားနံပါတ်1နံပါတ်2အန်ယူဂျီကလက်ခံရရှိထားတဲ့တော်လိုင်းကြီးရံပုံငွေများသည့်တော်လိုင်းကြီးတဲ့ကို ရောက်ရှိတယ်လို့သင်တို့ထင်ပါသလားနံပါတ်3အန်ယူဂျီအတွင်းကအချင်းပြတ်ခြားစားမှုတွေဟာ ဝန်ကြီးချုပ်ရုံအတွင်းဝင်အမြဲတမ်းအတွင်းဝင်မတ်ကြည့်ပြတာမက အမြောက်အများရှိနေတယ်လို့သိရှိထားတဲ့လူရှိကောမမှာရေးထားပေးခဲ့။နံပါတ်၄အတွင်းမှာ flight စားပြီးတော့ချစားနေတဲ့အချိန်တွေကိုမရက်တက်နိုင်ရင်မြို့သားညီညွတ်ရေးအစိုးရရဲ့ရှေ့အနာဂတ်အလားလာဘယ်လိုရှိမယ်လို့ထင်ပါတယ်။နောက်ဆုံးတစ်ချက် ဒီဒေါ်လာရေးကိုပြည်သူနဲ့အတူ NUG ကတသားတဲ့စင်နွေးနိုင်ပါမလားကျွန်တော်တို့ဒေါ်လာရေးဒီအချိုးအခွင့်ကာလစစ်ပူကာလတစ်ဖက်မှာလဲအခွင့်အရေးတွေနဲ့တစ်ဖက်မှာလဲဆုံရှုံမှုတွေနဲ့အခွင့်အရေးဆိုတာကဘာလဲကြားဖြန့်ကြရက်နဲ့အမေရိကန်ဝင်လာတဲ့အပေါ်မှာစေအုပ်စုနဲ့သူ့တောက်တိုင်နေဖျို့ပြဲဖြစ်နေတဲ့အချိန်တဆက်ဆက်တဲမှာ ကဲနယ်လီတတိကမင်းလက်ပံမှာရှိတဲ့ DGV စခန်းကိုကြားဖြတ်ရုံကိုဝင်တိုက်ပြီးတော့တဖွဲ့လုံးကိုဖမ်းလိုက်တယ်လက်နက်တွေရတယ်တချို့တွေထွက်ပြေးတယ်။ဒါအာမန်အားဖြင့်ရှင်တိုက်ပွဲမဟုတ်ဘူးနော်။တိုက်ပွဲမဟုတ်ဘူး။နံပါတ်1ကရင်ကရင်ချင်းမတိုက်ဘူးဆိုတဲ့မူကိုလက်လွတ်လိုက်ပြီလား။နံပါတ်2မင်းလက်ပံကကြားဖြတ်ရုံကိုတိုက်ပြီးဟိတ်ဆိုရင်ကြောက်ခတ်ကကြားဖြတ်ရုံလည်းနေလို့ရမယ်မထင်ဘူး။ ဘုရားသုံးစုကကြားဖြန့်ယုံနေကိုဒါဆိုရင် DGB BGF တို့လောက်ထားတဲ့ရွှေကုတ်ကိုကြီးရောကရင်ပြည်နယ်ရဲ့အခြေအနေဟာလည်းအင်မတန်စိတ်ဝင်စားစရာခုံပါတယ် KNU ထုတ်ပြန်သလိုအမေရိကန်အစိုးရနဲ့ကြားဖြန့်နေတဲ့လုပ်ငန်းစဉ်တွေမှာပူးပေါင်းပါဝင်မယ်ဆိုရှင်ကရင်ကရင်ချင်းစစ်တိုက်ရပါလိမ့်မယ်အားကြောင့် BGF KNLI DGV KNLI ဟဲ့ BGF KNU K နဲ့ KNU PC လား PC BGF တို့ဟာကမဲလို့နေနေတိုက်ဖြတ်မယ်အမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်မယ်ဆိုရဲကြားဖြန့်လုပ်ငန်းကိုတရားဝင်အကာအကွယ်ပေးထားလို့ဖြစ်ပါတယ်အရန်ရှင်းပါတယ်အဲ့တော့အမေရိကန်နဲ့အတူကြားဖြန့်လုပ်ငန်းစဉ်များကိုပူးပေါင်းဆောင်ရွက်မယ်လို့ဆုံးဖြတ်ရင်တော့ကြောက်ခတ်ကိုအရင်တိုက်ရပါမယ်မြဝတီကိုဝင်သိမ်းရမှာပဲမြဝတီနဲ့ ။ KNU ကဲနဲ့တက်မဟာခွန်တက်ရင်101ဟာ15မိနစ်တောင်ကာမမောင်းရပါဘူး။ဟုတ်ပါတယ်နော်။အဲ့တော့စစ်တိုက်တိုင်းကစားနေတာလား။တကယ်စစ်တိုက်နေတာလား။တော်လန်ရေးခေါင်းစဉ်အောက်မှာအဆင်ပြေသလိုလေးပဲနေနေတာလား။တကယ်တော်လန်နေတာလားဆိုတာတွေကတော့မကြာခင်မှာတဖြုတ်ဖြုတ်နဲ့ညံတဖုံးကြီးကွာကြပြီး အကြီးလေးရင်အဖတ်တွေ့တဲ့အချိန်မျိုးရှောင်နေပါပြီဒီအချိန်မှာဒီတော်လန်ကြီးကနှက်ကြီးပါလေလို့လူမြတ်ကျော်ခဏခဏပြောပါလေတော်လန်ကြီးမှာကလိန်ကြလို့မရပါရက်တဲ့ကြားငါးတင်တင်းငယ်ငါကြောင်စာတော်လန်ကြီးတမားများစစ်စစ်တာကြံခဲ့မဲ့ကာလတစ်ခုတော်လန်ကြီးကတော်လန်ကြီးကောင်းစဉ်အောက်မှာ ရှိနေတဲ့သူတွေကိုစာမွေးစစ်နေပါပြီ ဲ့တော့ကရင်ပြည်နယ် KNU KNL တို့ရဲ့ယက်တီမှုဟာစိတ်ဝင်စားစရာ ကောင်းပါတယ်။ကြားဖြန့်တဲ့ပတ်သက်ရင်ဗမာစစ်တပ်လှုပ်ထားတဲ့မင်္ဂလာတောင်စစ်တပ်ဝင်ဘေးကကြားဖြန့်နေတော့မနှိမ်နှင်းနိုင်တဲ့မအလဟာကြားဖြန့်ကိုနှိမ်နှင်းပါမယ်လို့အတန်ကောင်းခင်နေတာလေရည်စရာကောင်းတာပါတယ်။ဟွန်းဆိုတော့ပြန်ချုပ်မယ်။မကြည်ပြာကိုဖန်စီထားပြီလား။ဘယ်နေရာမှာဖန်တာလဲ။ဖန်စီပြီးရင် ဘာပုံမှန်တွေနဲ့တရားဆွဲမလဲဘသူကတရားသူကြီးလုံးမလဲထောင်ပနနစ်ချမလဲဘယ်မှာဖမ်းမလဲနောက်ဆက်တွဲငွေကြီးအဂရီလိုက်စားမှုတန်းပေါင်းဘယ်လောက်ရှိတယ်လို့ထုတ်ပြန်မလဲစိတ်ဝင်စားကြတခုနှစ်ခုနံပါတ်1နေပြီးတော့တိုင်းစစ်ဌာနချုပ်ကအတွင်းသတင်းတွေတီးခဲ့ရင်လေရေးခဲ့ပေးခဲ့ပါကျွန်တော်ပုံသိနေပါတယ်နံပါတ်2 KNU ဟာ အမေရိကန်တို့နဲ့အတူကြားဖြတ်နေနေမှာပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တော့ BGF KNU KNL PC TGV တို့ကိုတိုက်ကိုတိုက်ရပါလိမ့်မယ်မတိုက်ဘဲနဲ့ကြားဖြတ်နေနေလို့မရပါဘူးနံပါတ်၄အနေနဲ့ကတော့မလာဖက်စစ်တရဲ့ပြည်သာပပရကြီးလုတ်တဲ့ဖာကောင်းများနီလာခံပါမင်းသတိရှိရင်မင်္ဂလာတော်တက်ဝင်းဘေးနာကကြားဖြန့် အိမ်ယာဝင်းတွေလိုင်တရာ FMCD ပန်းလိုင်အိမ်ယာဒီတဲကကြားဖြန့်ကောင်းလေးကိုဖမ်းရဲလာလို့ငါတို့ကမင်းတို့ကိုမေကွန်းထုတ်ပါတယ်။ဟာလို့ဂျေဇုတင်ပါတယ်ဗျာ။